က်ထက်ပြီးနောက်မှာအရင်ကထက်ပိုမိုလှပလာတဲ့ဆိုပြသစဉ်မင်္ဂလာပါပြိသက်ကြီးရင်တင်သမီချောဆိုပြသစဉ်နဲ့ဟင်းဝရန်ကတော့နိုဝင်ဘာလ၁ရက်နေ့မှာလက်မဲ့ရေးထိုးခဲ့ပြီးနိုဝင်ဘာလ၁၀ရက်နေ့မှာမင်္ဂလာဦးစွန်ကပ်ပြီးလက်ထက်ထင်များခဲ့ကြတာပါနောက်ထပ်မင်္ဂလာပွဲလေးပွဲကြန့်ရှိနေသေးပြီးတော့အလောင်းဆုံးဝတ်စုံလေးနဲ့ဘယ်လိုတွေထွက်လာအောင်မလဲလို့ပြိသက်တွေကစိတ်ဝင်စားနေကြပါတယ် ဆိုဖြစ်သစဉ်နဲ့ဟင်ဝင်ရံတို့ဟာအတွဲညီပြီးညာစာစာလေးဖြစ်တာမလို့ပရိသတ်တရဲ့အစ်စ်တော်ဆုံးတွဲဖြစ်နေပြီးဖဲသွားသွားလိုက်ပြီးဂီယူဆိုင်ခံနေရတာပါမိင်္ဂလာဆောင်ထားပေမဲ့လည်းပွဲတက်တွေမှာတက်ရောက်ဖြောပြပေးနေရတာကြောင့်မအားမလန့်နိုင်ကြပါဘူးဆိုဖြစ်သစဉ်ကလည်းလက်ထပ်ပြီးမှငကူကားထပ်ပုံမလှပါလာတာမလို့ဟင်ဝင်ရံကဂီယူဆိုင်လို့ပူလာလာတာဆိုပြီးငယ်စင်ဖန်တွေကဝမ်းသာနေကြတာပါ ပြီးခဲ့တဲ့ရက်ကစုပြည့်သစင်တင်ထားခဲ့တဲ့ပုံလေးတွေမှာအလားပါစီခံမှာစနီမောင်နဲ့နေရောက်အလားပြင်ခဲ့ကြတဲ့ပုံတွေကိုပရိသတ်တွေကမျှဝေခဲ့တာဖြစ်ပြီးအဲဒီပုံတွေမှာစုပြည့်သစင်ရဲ့အသားရည်နဲ့မျက်နာကအရင်ကထက်ပိုမိုလှပပြီးကြည်ကောင်းနေတာကြောင့်ဟင်းဝင်ရံရဲ့အခြေတွေကြောင့်စိတ်ချမ်းသာပြီးပိုလှလာတာလို့ပြောကြပါတယ်ဟင်းဝင်ရရဲ့မိဘတွေနဲ့မောင်နှမတွေကလည်းစူပိသစင်ကိုအရန်ချစ်အရန်အလိုလိုက်ကြပါတယ်။အင်တာဗျူးတွေမှာလည်းဟင်းဝင်ရရဲ့မိခင်နဲ့ဖခင်က ဆိုပြည်သစင်လိုလိမ္မာရေးချရှိတဲ့ချိမကိုရလို့ခြေနဲ့တဲဆိုပြီးဖြေးချထားပါသေးတယ်။ဟင်ဝင်ရဲ့မိဘတွေကလည်းမင်္ဂလာပွဲတွေကိုခန္ဓာကြီးကျဲအောင်တိမ်ပေါင်းများစွာအကုန်ချခံပြီးလက်ထပ်ပြီးခဲ့တာပါ။အင်တာဗျူးတစ်ခုမှာတော့ဟင်ဝင်ရဲ့မိခင်ကဇနီးရွေးချယ်ရင်အဝိုင်းထဲကမရွေးဘဲလေးတောင်ပေါင်းထဲကပဲရွေးဖို့တင်ကြားပေးခဲ့တယ်လို့ဖြေဆိုခဲ့ပါတယ်။လေးတောင်ပေါင်းဆိုတာကတော့လိမ္မာရေးချရှိတာလူကြီးမိမာတွေကိုယူသေးတာ အိမ်မူကိစားနိုင်နေတာနဲ့ဟင်းဝင်ရံပေါ်တကယ်ချစ်မြတ်နိုးတဲ့သူဆိုတဲ့လေးမျိုးနဲ့ပြည်စုံတဲ့မိမကောင်းကိုရေးပါလို့ပြောချင်တာဖြစ်ပါတယ်။အခုချိန်မှလေးဆိုပြေးကလေးတောင်ပေါင်ထဲကဖြစ်တာမလို့ဂျင်းနဲ့ BT ဖြစ်ရတာလို့လည်းပြောဆိုလာခဲ့ပါတယ်ရှင်။